အာရိဗျမစရိယကတိလားဆိုတာဒီသာသနာချင်းစင်မှာအရေးပါတဲ့ကိုချင်းတိလားတစ်ခု အရေးပါတဲ့ကိုချင်းတိလားတစ်ခုဆိုတာမက္ခဗျမစရိယလို့ဆိုတယ်အာရိဗျမစရိယအစဆုံးသာသနာတော်မှာအရေးပါတဲ့အာရိဗျမစရိယကတိလားဆိုတာတခြားပြောတာမဟုတ်ဘူးတဲ့ အာဇီဝဓမ္မကသီလကိုပြောအာဇီဝဓမ္မကသီလလို့ဆိုအာဇီဝလင်၈ခုမြောက်ရှိတဲ့သီလဟောအဲဒီဟိုကျွမ်းမှနေတော့ကတချို့တီဟိုကတက္ကရာကမတွေကအာဇီဝဓမ္မကသီလကိုစောက်ထိကြအာဇီဝဓမ္မကသီလကိုစောက်ထိကြငါးပါးသီလတဲ့သူကပိုတယ်လေ၈ခုဒါပေမဲ့ညစာစားလို့ရတယ်